မင်းလေးနဲ့ပတ်သက်ပြီးရင်ဖွင့်ပြောပြလာတဲ့အင်ဒရာကျော်စိန်အားလုံးပဲမင်္ဂလာပါရှင်နိုင်ငံကျော်အမှုပညာရှင်ဇနီးမောင်နှင်းနေဖြစ်ကြတဲ့ပြည်သူဦးနဲ့အင်ဒရာကျော်စိန်တို့ကတော့အခုစရင်အရင်ကလို့အမှုပညာအလို့တွေမလို့ဖြစ်တော့ပြီမယ်အခုစရင်ပရဟိတာလို့တွေမှာတနိုင်တဲ့ဖက်ကနေဆောင်ရပင်းရင်ပျော်ရွှင်ချမ်းမြေဝဲမိသားစုဘဝလေးမှာအေးအေးချမ်းချမ်းလေးဖြတ်တန်းနေကြပါရယ်အခုဆိုရင်ပြည်သူ့နဲ့အင်ဒရာကျော်စင်တို့ရဲ့သမင်ချွန်လေးဖြစ်တဲ့ပြည်သူ့ဒရာလေးတော့အရွယ်ရောက်ပြီ အရွယ်ရောက်ခြေပြင်းလာခဲ့ပြီးဖြစ်ပြီးညံသူအကြချေကျွအလောင်းကိုလှတွေ့ကျနေပြီးဖြစ်ပါတယ်။ဗက်တာရီကတော့အရွယ်ရောက်လာပြီးဖြစ်တဲ့ပြည်သူဒရာလီကိုမိခင်ဖြစ်သူလို့အနုပညာလို့တွေမှမြင်တွေ့ချင်နေကြပြီးပြည်သူဒရာလီကအနုပညာလို့တွေမှမြင်တွေ့လာမလားဆိုတာကိုအားပေးစောင့်ကြည့်နေကြပါတယ်။အင်ဒရာဂျွန်ဆန်ကတော့တရားသားနဲ့တမင်ကိုပညာရေးဖက်မှာပဲထူးချွန်တူရီပြလာအောင်ပံ့ပိုးပေးသွားမှာဖြစ်ပြီးသူတို့ဝတ္တနာပါလီတွေကိုလည်းသားနဲ့တမင်ကိုကိုရိုင်းရွေးချိတ်ခွင့်အပေးကောက်ခွင့်ပြုပေးသွားမယ်လို့ဆိုပါတယ်။ ပြည်သူ့ဦးနဲ့အင်ဒရာဂျက်ဆန်တို့ကတော့တားနယ်တမင်ကိုပညာရေးဖက်မှာထူးချွန်ကြတဲ့သူတွေဖြစ်မြင်သိချင်နေကြပါတယ်။အင်ဒရာဂျော်ဆန်ကတော့ပြည်သူ့တရာလေးနဲ့ပတ်သက်ပြီးအခုလိုပဲရင်ဖွင့်ပြပြလာခဲ့ပါတယ်။အင်ဒရာဂျော်ဆန်ကတမင်လေးကိုပညာရေးဖက်မှာအရင်ထူးချွန်အောင်မြင်စေချင်တယ်။သူဝတ္တနာပါလေးတွေကိုလည်းမိဘတယောက်အနေနဲ့လှုပ်ခွင့်ပေးမှာပါ။သူဘဝတ္တနာပါလေးဆိုတာအရင်ကြည့်ရမှာပေါ့နော်။အခုချိန်မှာတော့သူတို့အတွက်ကပညာရေးပဲအရေးကြီးပါတယ်ဆိုပြီးပြပြလာခဲ့ပါတယ်။ ပြည်သူဦးနဲ့အင်ဒရာဂျွန်စင်တို့ရဲ့တမင်လေးပြည်သူဒရာလီကတော့အခုဆိုရင်ဆိုရှယ်မီဒီယာတွေပေါ်မှာအရင်ကနာမည်ကြီးနေပြီးပြည်သူဒရာလီကတော့အခုဆိုရင်အရွယ်ရောက်ခြေပြန်လာပြီးဖြစ်တာကြောင့်လာသွေးချေကချစ်စရာကောင်းနေပြီးလူငယ်တွေအားမှရေပန်းစားနေပါတယ်။ဒီမှာရင်ချစ်စရာကောင်းပြီးရင်ကျေးတိမ်မွေးမှုတွေကြောင့်လည်းအင်ဒရာဂျွန်စင်ရဲ့တမင်လေးပြည်သူဒရာလီကပြည်သူရဲ့ချီးကျူးပြောဆိုတာကိုခံရပါတယ်။ ဗိဒရီကတော့ပြည်သူသူရာလီကိုမိခင်ဖြစ်သူလို့အမှုပြလို့တွင်နဲ့ညွတ်တွေ့ချင်နေကြပြီအင်ဒရာကျော်စင်လို့အမှုပြရနေပေမှာအောင်မြင်တဲ့သူလေးဖြစ်လာစေချင်ပါတယ်ပြည်သူသူရာလီကတော့ခလရှိမှာပညာရေးကိုဦးစားနေပြီးကျွမ်းစားတင်ယူနေတာကိုတွေ့ရပါတယ်သူကတော့အမှုပြလို့တွင်မှလည်းဝတနာပါပြီးသမိုင်းမိခင်ဖြစ်သူလို့အောင်မြင်မှုတွေရရှိစေချင်ကြောင်းပြောပြလာခဲ့ပါတယ်ပြည်သူသူရာလီကတော့အမှုပြလို့တွင်မှဝတနာပါပါတယ်လို့ဆိုထားတာကြောင့် ။ဒါချိန်မှာအနုပညာရိုက်ကွင်းတွေနဲ့မြင်တွေ့လာမလားဆိုတာကိုတော့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်။ ပြည်သူဦးနဲ့အင်ဒရာဂျော်ဆန်တို့ကတော့ကျေးဇူးအကောင်းပြီးလီမာယင်ကြီးကတည်တက်တဲ့သားသမီးတွေကိုပိုင်ဆိုင်ထားတာပါမင်းမရီရဲ့အုတ်ထိန်မှုအောက်မှာအွေရောက်ခြေပြင်းလာခဲ့တဲ့ပြည်သူအစရာလေးကတော့အခုစိတ်အနေထိုင်အေးပြီးယင်ကြီးတိမ်မွေးတဲ့သမီးလိမ္မာလေးဖြစ်လို့နေပြီးဖြစ်ပါတယ်ဗီဒရီကတော့ပြည်သူသားလေးကအနုပညာလို့တင်မှလည်းပါဝင်ပြီးတော့ရိုက်ကွလာမလားဆိုပြီးတော့စောင့်ကြည့်နေကြပါတယ်ပြည်သူသားလေးကတော့မိခင်ပြည်သူရဲ့အလှတရားကိုအမွေရထားပြီးသူရဲ့မျက်လုံးလေးတွေကတခြားသူတွေနဲ့မတူအောင်ကိုမျက်လုံးလေးတွေကဝိုင်းဆိုင် ်ခံလာနေရကြောင်းမိတ်ဆွေကမန်ထွေမှာအမျိုးမျိုးရေးသားထားကြတော့ကိုကြွရပါတယ်ပါရရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြားလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြားရတဲ့နေတူပြန်လာခေုံမှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်အဆုံးထိအပီကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်